ဖျားစကားရောက်လာတဲ့အခါမှာအဲ့ဒီမောင်မိုက်ကအလင်းဖြစ်လာတယ်။ဒီနေ့ကျွန်တော်ရဲ့တက်တာကိုကျွန်တော်ကြည့်အောင်တစ်ပေခိုင်းနဲ့ငယ်ကိုကိုကြည့်တဲ့အခါမှာမောင်မိုက်မှအံ့ဝဲသောအလင်းတော်သို့ခေါ်သွင်းတော်မူသောသူ၏ဂုံကျေးဇူးများကိုပေါ်ပြစေခြင်းကရွေးချယ်တော်မူသောအမျိုးတဲ့။ကျွန်တော်ကမောင်မိုက်တွေကနေအလင်းတော်တဲ့သို့ခေါ်သွင်းခြင်းခံရတဲ့သူဆိုတော့ဒီနေ့ဗာနာလေစေခြင်းလဲဆိုတော့ကျွန်တော်ရဲ့တက်တာထဲမှာအဲ့ဒီဖျားစကား ဖျားရှင်ဂတိတော်ဖျားခင်အချံစီတော်ကိုယုံပြီးတော့မှဂွန်ခံမွတ်ဆိုတဲ့အခါဖြစ်လာတယ်ဖြစ်လာတယ်ဖြစ်လာမှာဖြစ်တယ်။မောင်မိုက်ဖုံးလွှမ်းနေတယ်။ဗလာနတိဘာမှမရှိဘူး။ဒါပေမဲ့ဖျားကအလင်းဖြစ်စေလို့ပြောလိုက်တဲ့အခါမောင်မိုက်ကအလင်းဖြစ်လာတယ်။ဒီနေ့ကျွန်ရင်တက်တာထဲမှာလေတစ်ချိန်လုံးက မောင်မိုက်ဖုံးလွှမ်းခဲ့တဲ့အချိန်ကာလရှိကောင်းရှိနေလိမ့်မယ်အချိန်တွေကိုကြည့်မယ်ဆိုရင်တော့မောင်မိုက်နေတာပဲမဖြစ်နိုင်ဘူးဒါပေမဲ့ဖယားစကားကိုသင်ဂုံခံမွတ်ဆိုတဲ့အခါမှာတော့မောင်မိုက်ကထွက်သွားရတယ်အလင်းကဝင်ရောက်နေရချူမှာဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်